တိုက်ကွေမင်းသားတွေတိုက်ကွေလူမျိုးတွေဂျမဆိုးနဲ့ဂျုံတွေ့ရတဲ့အနေထားတခုအဲ့ချိန်မှာမြတ်စွာဘုရားတတ်တော်80ရှိသွားဒီတရားဟောတဲ့ချိန်မှာတတ်တော်80ဘာဝတိမြို့ကောသလဘယင်ကြီးဟာမြတ်စွာဘုရားနဲ့တက်တူကောသလဘယင်ကြီးကလည်းတတ်တော်80ပဲကောရမဘုရားလည်းတက်80ပဲနော် အဲ့တော့ကောသရမင်းကြီးကသက်80ပြည့်တော့နောက်ဆုံးမှာရသော်ဘုရားသရင်သုံးနဲ့တာဂဝင်းတည်းရဲ့နည်းမြေဖြစ်တဲ့မေတာလူပဆိုတဲ့ဏိကုံးရွာရသော်ဘုရားရှောင်းနေတယ်။အဲ့ရောက်တဲ့အချိန်မှာကောသရမင်းကြီးကဘုရားဘယ်မှာရှိတုံးလို့ခြိလိုက်တော့စုံစမ်းလိုက်တဲ့အခါမေတာလူပရောက်နေဆိုတိတ်မဝေဘူးသူ့နဲ့သူ့မျိုးတော်နဲ့တဲဝေတော့အဲ့ဒီမေတာလူပထိလိုက်သွားတယ် လိုက်သွားပြီးစਿੱတိဘိုးဘာတွေကိုဘေးမှာတတ်ချပြီးတော့သူ့နဲ့အဖော်တယောက်နှစ်ယောက်ပဲခေါ်တယ်ပြီးတော့သူ့ကင်ဆွဲလာတဲ့မင်းမြောက်တစားတွေကိုလည်းပဲသူ့ရဲ့ကိုရနောစစ်ပူကြီးကိုအလုံးပေးထားခဲ့ပြီပေးလိုက်တယ်ဆိုရက်သူတို့နေရဖျားနဲ့တော်တွေ့မယ်သူတို့မလိုက်ခဲ့နဲ့ဆိုရတဲ့ပဲကြောင်းမတက်ပြီဖျားနဲ့စကားစမီပြောတယ် ြောမယ်ဆိုရင်အဖိုးကြီးနှစ်ယောက်နောက်ဆုံးတွေ့တဲ့သဘောပဲကောသရမင်းကြီးအဲဒီမှာအာရပါရကိုတော်လဲ80ရှိပြီတပည့်တော်လဲ80ရှိပြီကိုတော်လဲကောသရတိုင်းသားပဲတပည့်တော်လဲကောသရတိုင်းသားပဲဆိုမြတ်စွာဘုရားကိုမြတ်မြတ်နိုးနိုးနဲ့တရင်တနည်းကြီးစကားပြောနေတဲ့အချိန်မှာသူမင်းမြောက်တစား၅ပါးလက်ထက်အပ်လိုက်တဲ့ဓိကကာရယနာဆိုတဲ့စတုကြီးက ကောသရပိယကြီးပေါ်မှာအညိုတေးထားတယ်။ဘာကြောင့်ထားတော့ဆိုရင်သူ့ရဲ့ဦးကြီးတော်တဲ့ဗန္ဓုလစစ်သူကြီးကိုကောသရပိယကြီးကအကြောင်းမဲ့အေးအယူတပ်ဖြတ်ပြလိုက်တာမချေနပ်ဘူး။မချေနပ်လို့ဒီဟာတော့အခွင့်ကောင်းမယ်ဆိုပြီးတော့ကောသရပိယကြီးရဲ့သားမင်းသားအိရှိမင်းသားဝိတ္တုပါကိုမင်းမြောက်တဲ့ငါးပါးပြီးမင်းမြောက်ပြီးတော့ကောသရပိယကြီးကို မြင်းတစ်စီးနဲ့အမျိုးသမီးတယောက်ခြံထားခဲ့ပြီးတော့တိုက်ရုပ်ပြီးနေပြီးတော့ပြန်သွားတယ်။တိုက်ပြီးပြန်သွားတယ်။ကောသလမင်းကြီးတယောက်ထဲခြံပစ်ခဲ့တာ။အာနာသိမ်းသွားတော့ပေါ့နော်။ထီနန်းကိုလူယူသွားတယ်။အဲ့ဒါလို့ထီနန်းလူယူသွားတဲ့အခါကောသလမင်းကြီးဟာထွက်လာတော့ဘယ်သူမှမရှိဘူး။မြင်းတစ်စီးနဲ့ပြုစုမဲ့အမျိုးသမီးတယောက်ပဲရှိတယ်ဆို။ဘယ်သွားကုန်လဲဆိုတော့အဲ့ကြတော့ အာဏာသိမ်းသွားပြီမရှိတော့ဘူးစစ်တပ်ကြီးပြန်ခေါက်သွားပြီဆိုအဲ့ဒါဆိုရင် तू ပြန်တိုက်မယ်ဆိုပြီးတော့ရာဇဂျူသွားပြီအစာတသက်ရဲ့စစ်တပ်နဲ့အခုညီတောင်းပြီးတော့ပြန်ပြီးတော့အာဏာပြန်ယူမယ်လို့ကြိုးစားသေးတယ်သို့တော့မြင်းစီပြီးခီးသွားတာပင်မနှောင်းအားချတဲ့အခါရာဇဂျူမျိုးအပြင်မျိုးတကားပိတ်သွားလို့မျိုးပြင်မှာညအိရင်ကနေပြီး နရဆံကတော့ကုံသွားလေဒါပြီးသွားအဲ့ဆလာနော်သူ့ရဲ့သားတော်ဖြစ်တဲ့ဝိတ္တုပထိနှံ့ရသွားတယ်အဲ့လိုထိနှံ့ရသွားတာမကြခင်မဲ့သူကရှင်နေကအမုန်းစိတ်တည်းပေါ်လာတယ်တစ်ချိန်တုန်းကတိုင်ဝေမင်းသားတွေငါ့ကိုစော်ကားခဲ့တယ်တိုင်ဝေမင်းကြီးကသူ့ကိုအဖက်မလုပ်ဘူးကောသရမင်းရဲ့သားတော်မှန်တယ်သို့သောအမေက တိုင်ဝင်မင်းကြီးရဲ့ကျွန်မကမွေးတာရှုံးစင်းလှပ်ပါတဲ့အခါတိုင်ဝင်မင်းကြီးစီမင်းသမီးတောင်းတဲ့အခါမှာနာဂမုံနာဆိုတဲ့ကျွန်မရဲ့သမီးဖြစ်တဲ့ဝါသဘခတိယာကိုမင်းသမီးဆိုပြီးတော့ပို့လိုက်တာအဖေကတော့မဟာနံမင်းကြီးမဟာနံမင်းရဲ့သမီးအမိဘက်ကတော့ကျွန်မအဲ့ဒါကို တို့လို့ဆိုရင်တော့ဒါမျိုးမစစ်ဘူးပေါ့အဖေမေမျိုးမစစ်ဘူးဆိုတော့တာဝီမင်းကြီးကမျိုးရိုးကိုတိတ်ပြီးတော့ခုံလုံးထားဖြစ်တော့ဝိတ္တုပါလာလေတဲ့အချိန်တုန်းကသူထိုင်သွားတဲ့နေရာကိုဆဲဆိုပြီးတော့နှုတ်ရည်နဲ့ဆေးတဲ့အဲ့ဒါကို ပစ္စည်းမေးချင်တဲ့သူ့ရဲ့တတားတယောက်ကကြားသွားတာဝိရိယဘာကိုဆဲတဲ့အတန်ကြီးကြားတော့အဲ့မှာသူ့နားရောက်သွားရောက်သွားလို့မချေနှက်တာသူလဲအာနာယလာရောတိုင်းကွေမင်းသားတွေတိုင်းကွေလူမျိုးတွေကိုအခုံတတ်မယ်ဆိုပြီးတော့စစ်တပ်ကြီးနဲ့တက်လာပရမမြတ်စွာဘုရားမြတ်စွာဘုရားကဝိရိယဘာလုံးမယ်လို့သိလို့တိုင်းကွေမင်းမျိုးတွေရဲ့နေပေတဲ့က အရေးမကောင်းတဲ့တပင်အောင်မနေထိုင်ရင်ကနေပြီးဆွေတွေမျိုးတွေရဲ့အရေးဟာအေးချမ်းနေလို့ဒီလိုမြတ်စွာဘုရားသကရိတ်တမ်းပြီးတော့ပြောလိုက်တော့သူတက်ပြန်ခေါက်သွားတယ်၃ချိန်မြောက်ထိအောင်မြတ်စွာဘုရားနဲ့တွေ့တာနဲ့ပြန်ပြန်လှဲ့သွားတယ်၄ချိန်မြောက်ကျတော့မြတ်စွာဘုရားကမကြွတော့ဘူးဘာကြောင့်လို့ဆိုတိုင်ခွေမင်းကြီးရဲ့ကံကြမ္မာကကုံဆုံးမဲ့အနေထားမျိုးရောက်တယ် အတိတ်ကသူတို့လုပ်ခဲ့တဲ့ကံမြစ်ထဲမှာစိတ်ခတ်ပြီးတော့လူတွေတည်အောင်လုပ်ခဲ့တဲ့ကံအဲ့ဒီကံကြောင့်မို့လို့မြတ်စွာဘုရားလာပြီးတော့မဆောင်တော့ဘူးအဲ့ဒီချိန်မှာဝိရဒုပစစ်ရကြီးဟာကျူးကျော်စစ်ကိုဆင်နွှဲပြီးတာကွေမျိုးတွေမျိုးပြုတ်အောင်တတ်တယ်ဖြတ်တယ်လို့ဆိုတာအဲ့ဒီချိန်မှာရှိတယ်နော်အဲ့ဒီတုန်းကပြေးလာတဲ့လူတွေကတခေါင်းရောက်ပြီးတော့ဗမာပြည်နဲ့ဆက်တယ်လို့ဆိုတဲ့တမိုင်းကြောင်းတွေလည်းရှိတယ်ပေါ့နော် အဲ့ဒီမှာဝိတ္တုဘာဟာတိုင်ဝေမင်းတွေကိုအကုန်လုံးတတ်ဖြတ်ပြီးကောဒလတိုင်းပြည်ကိုအပြန်ညအခါမှာဒီမြစ်ကမ်းကြီးခင်းကမြစ်ကမ်းကြီးမှာစခန်းချတယ်အဲ့လိုစခန်းချတဲ့အချိန်မှာညမှာအကြီးအကျယ်မိုးကြီးရွာချပြီးတော့ လူတွေဟာမြကန်းကြီးမှာအိတ်ကြတာဖြစ်တော့ကြောင်းအိတ်ကောင်းနေတဲ့အချိန်မှာအချီးအကျဲမိုးရီရွာချလိုက်ပြီတောင်ရည်တွေကတလဟောဆင်းလာပြီစင်နေရောမြင်းနေရောသူ့ရဲ့စသည့်ဘဝတွေရောအလုံးဟာခင်ဗျာမြစ်ထဲမှာကုန်မျောပါသွားတယ်ညကြီးမင်းကြီးမှာအဲ့ဒါသိဆုံးသွားကြတယ်ဆူနာမီပမာပြေမှာ နာခေမုံတန်ကြီးတိုက်တယ်လို့ပေါ့နော်ရှေးရီလွမ်းမှုပြီးခေါ်သွားတာအကုန်လုံးသူတက်ကြီးရောသူရောအကုန်လုံးဟာသိဆုံးသွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကတန်ဝေကဖြစ်ဖို့ဒီတရားကိုဟောတာဖြစ်တယ်ပုပ္ဖာနိဟေဝပသိနန္တံပဝိညိတွေဝင်ပြီးတော့ပန်းတွေကိုရွေးလို့အာမယခင်နော်ပဝိယနဲ့မှာစိတ်က ပြတာတဲ့စိတ်နဲ့မထွက်နိုင်အောင်ရွေးလို့မပြီးခင်အတ္တတန်ယေဝကာမေတုလူတွေဟာကာမဂုဏ်အာယုန်ဤပေါ်မှာဒီရှာလို့ဖွေလို့ရလို့သုံးဆုံးသုံးဆောင်လို့အာမရခင်နေမှာပဲအန္တကောကုရုတေဝတံတေမင်းခေါ်ရပါသွားကြတယ်လို့တေမင်းကဘဝကိုဆုံးသက်သွားတယ်ဆုံးသက်သွားစေတယ်လို့ ဒီတံဝေကဖြစ်ပွဲတရားဒေသနာတော်ကိုခေါ်တာဖြစ်တယ်။ဒါကတော့ဘုန်းကြီးတို့တွေအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားကြအောင်မှဖြစ်တယ်။လူတိုင်းလူတိုင်းဟာကာမဂုဏ်အာယုန်ဤပေါ်မှာမမောတွေ့တာနေမယ်ဆိုရင်အာမရခင် မပြီးဆုံးခင်ဘဝတစ်ခုကဆုံးသက်သွားတာများသည့်အတွက်ကြောင့်အခုလိုမိမိလျော့လျော့နဲ့ကာမဂုဏ်အာယုန်ဤထဲမှာ နေမျောပြီးတော့မနေပဲနဲ့ဘဝရလာတဲ့အချိန်လေးမှာတို့တည်းတမိုးရှိတဲ့အရာကိုရအောင်လုပ်ကြမှာဖြစ်မယ်ထို့ရအောင်လုပ်မှသာလေဘဝရဲ့တမိုးကိုရမှာဖြစ်တယ်လို့တတိထထဖို့